။နောက်တရားဝင်မှုဆိုတာကလုံယူလို့ရတဲ့ကိစ္စလို့ကျွန်တော်တို့မမြင်ပါဘူး။တရားဝင်မှုဆိုတာပြည်သူလူထုစီကလာတာဖြစ်တယ်ပေါ့နော်။နောက်တစ်ဖက်မှာလည်းပဲဒီနိုင်ငံတကာကဒီလို ထိတွေ့ဆက်ဆံလာတိုင်းလဲတရားဝင်မှုရတယ်လို့တော့ကျွန်တော်တို့ပြောလို့မရပါဘူးနိုင်ငံတကာကအခုလိုမျိုးပေါ့နော်တွေးဆုံမှုတွေမှာအခုကိုပဲဒီလူသားချင်းစာနာထောက်ထားမှုဆိုင်ရာအခုညီပေးတဲ့ အဲနိုင်ငံနေမှာကိုကပေါ့နော် position လေးရှိနေပြီဖြစ်ပါတယ်။ဒါစစ်ကောင်စီကိုတရားဝင်မှုမပေးတဲ့အနည်းလမ်းမျိုးနဲ့ဒါလည်းဒါလူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီတွေကို ပေးသွားဖို့လို့ဆိုတာကအခု event နေပြည်တော်သွားနေကြတဲ့အဲပေါ့နော်ဒီအဖွဲ့အစည်းတွေတန်တမန်တွေမှာကိုကဒီ position ရှိထားပြီးသားဖြစ်ပါတယ်။တစ်ဖက်မှာတော့ကျမတို့ပြည်သူလူထုအနေနဲ့ကတော့စိုးရိမ် စစ်ကောင်စီကိုတရားဝင်မှုမပေးသည့်နီလန်းဖြင့်နိုင်ငံတကာကလူသားစာနာထောက်ပံ့မှုများပြုလုပ်နေဟုဆိုစစ်ကောင်စီကိုတရားဝင်မှုမပေးသည့်နီလန်းမျိုးဖြစ်သားနိုင်ငံတကာကလူသားချင်းစာနာထောက်ပံ့မှုများပြုလုပ်နေကြောင်း UNG နိုင်ငံသားရေးဝန်ကြီးဒေါ်စင်မအောင်ကပြောသည်ယနေ့ AP 7ရက် မိုးလဲ၃နာရီတွင်ပြုလုပ်သောစကိုင်းကလင်ကြီးတုံ့ပြန်ရေးလုပ်ငန်းများနှင့်ပတ်သက်သည့်သတင်းစာရှင်းလင်းပွဲ၌ UNG အစိုးရနိုင်ငံသားရေးဝန်ကြီးဒေါ်စင်မအောင်ကအထက်ပါအတိုင်းပြောကြားခဲ့ခြင်းဖြစ်သည့်တရားဝင်မှုဆိုတာကလောက်ယူလို့ရတဲ့ကိစ္စလို့ကျမတို့မမြင်ပါဘူး တရားဝင်မှုဆိုတာပြည်သူလူထုစီကလာတာဖြစ်တယ်ပေါ့နော်တစ်ဖက်မှာလည်းပဲဒီနိုင်ငံတကာကဒီလိုထိတွေ့ဆက်ဆံလာတိုင်းလဲတရားဝင်မှုရတယ်လို့တော့ကျမတို့ပြောလို့မရပါဘူးနိုင်ငံတကာကအခုလိုမျိုးပေါ့နော်တွေးဆမှုတွေမှာအခုကိုပဲလူသားချင်းစာနာထောက်ထားမှုဆိုင်ရာကူညီတွေပေးတဲ့နိုင်ငံတွေမှာကိုကပိုစီရှင်တွေရှိနေပြီဖြစ်ပါတယ်ဟုတ် နိုင်ငံသားရေးဝန်ကြီးဒေါ်စင်မာအောင်ကပြောသည်စစ်ကောင်စီကတဘာဝဘေးအန္တရာယ်ကိုခူးလုံလောက်ကခေါင်းဝင်ကိုဆန့်ရမှတရားဝင်မှုရရှိသွားမည်ကိုပြည်သူတို့စိုးရိမ်နေကြကြောင်းလည်းပြောသည်ပြည်သူလူထုရဲ့စိုးရိမ်မှုနဲ့ကျမတို့တွေရဲ့စိုးရိမ်မှုကအတူတူပါပဲဟုငင်းကဆိုသည်စစ်ကောင်စီအနေဖြင့်နိုင်ငံတကာအကူအညီများကိုအလွဲသုံးစားပြုလုပ်ခြင်းမဖြစ်စေရန်နိုင်ငံတကာကိုတတိပေးခြင်းများလှုံ့ဆော်နေကြောင်းလည်းငင်းကပြောသည် ဟုတ်ကဲ့မေးခွန်းမေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်လို့အဲဟုတ်ပါတယ်အခုဒီငလျင်ဟိုအကြောင်းပြုပြီးတော့ပေါ့လေနိုင်ငံတကာကတော့အဲနေပြည်တော်ကိုဟိုဝင်ဝင်လာထွက်တာတွေပုံများလာတယ်ဆိုတာလဲကျမတို့မြင်သာထင်သာရှိတဲ့ကိစ္စပဲဖြစ်ပါတယ်ပေါ့နော်အဲ့တဖက်မှာလည်းပဲကျမတို့ဒါကြောင့်မို့လို့ကျမတို့ ਨੇ ထိတွေ့မှုတွေလည်းအဲရှိပါတယ်ဒီလိုမသွားခင်နဲ့သွားပြီ ဒီပေါ့နော်ခုနဒီ human special avoid နဲ့ဆိုလို့ရှိရင်ကျမတို့ဒီ level ပေါ့နော် communicate လုပ်နေတာပုံမှန်အဲစတဲ့တာဝန်ယူစဉ်ကလေးကရှိတယ်လို့သူခီးစဉ်မသွားခင်အခုခီးစဉ်တဲမှာကိုပဲသူ internet line ရတဲ့နေရာရောက်တဲ့နေရာရောက်တော့ကျမတို့ ਨੇ ဆက်သွယ်ပြီးတော့ဒီမြေပြင်အခြေအနေတွေအနည်းပြီးတော့ကအခြေအနေတွေကိုကျမတို့ကို update ပြန်ပေးတာတွေရှိပါတယ်တခုကွာခြားချက်ကဘာလဲဆိုတော့ဒါကို politicize လုပ်ပြီးတော့နိုင်ငံရေးအရာပေါ့နော်တရားဝင်မှု ါပို့ပြီးတော့ရနေတဲ့အောင်ပေါ့နော်ဒီစစ်ကောင်စီကလှုပ်ခွင့်ရနေတဲ့အချက်ပဲဖြစ်ပါတယ်ဆိုတော့အဲ့ဒါကတော့ကျမတို့အတွက် concern ဖြစ်စရာကောင်းတယ်ဒါကြောင့်မို့လို့အခုဒီသတင်းစာရှင်းလင်းပွဲကနေပြီးတော့တစဉ်ကျမတို့ကထုတ်ဖော်ပြောကြားလိုတာဖြစ်ပါတယ်ခုနအာဆီယံနိုင်ငံသားရေးဝန်ကြီးနှစ်ဦးသွားမယ်ဆိုတာလည်းအဲကျမတို့ကြိုတင်ပြီးတော့တော့တတင်းရရှိခဲ့တာရှိသလိုဒီလက်ရှိအာဆီယံချဲအနေနဲ့တာဝန်ယူထားတဲ့မလေးရှားနိုင်ငံသားရေးဝန်ကြီးဌာနနဲ့ဝန်ကြီးနဲ့ဆိုလို့ရှိရင်လည်းကျမတို့ဆက်သွယ်ဆောင်ရွက်မှုတွေ ရှိပါတယ်။နော် ASEAN Special Envoy ယုံနဲ့ဆိုလို့ရှိရင်လည်းပဲဆက်သက်ဆောင်ရွက်မှုတွေရှိပါတယ်။ဒါဟာဒီ Envoy တွေကဒါသူတို့ရဲ့ mandate လည်းဖြစ်တယ်။သူတို့ဒီ SAC မှာမဟုတ်ဘူး NUG မှာမဟုတ်ဘူးတခြားသော stakeholder တွေနဲ့လည်းပဲဒီလိုထိတွေ့ရမယ်တွေ့ဆုံရမယ်ဆိုတာဒီအဲသူတို့တွေရဲ့ mandate နဲ့လုပ်ငန်းတာဝန်ပဲဖြစ်ပါတယ်ဒါသူတို့တာဝန်ကိုသူတို့ထမ်းဆောင်တာဖြစ်တယ်တစ်ချက်ကကျမတို့တွေနဲ့ထိတွေ့ဆောင်ရွက်တဲ့အခါမှာဒီ public မဟုတ်ဖဲနဲ့ပေါ့နော် private လီးသွားနေတာတွေကိုအခုချိန်ကစလို့ရတန်းကတော့ရက်ဖို့လို့လိုနေပြီဆိုတာကိုတော့ကျမတို့တောက်လျှောက်ပြောပါတယ်ဒါကြောင့်အခုဒီနေ့သတင်းစာရှင်းလင်းပွဲမှာလည်းပဲပေါ့နော်ကျွန်တော်တို့ထုတ်ဖော်ပြောကြလို့တာကတော့ UN Special Envoy နဲ့လည်းကျမတို့ဆင်ဆက်မပြတ်အဲထိတွေ့ဆောင်ရွက်မှုတွေအဲတရင်အဲဖလဲအချက်လက်ဖလဲမှုတွေရှိပါတယ်ဆိုတော့ကျမတို့အနေနဲ့ပြောကြလို့ရတယ်ပေါ့နော်ဆိုတော့အဲ့တော့ဒီအခြေအနေကိုအကြောင်းပြုပြီးစစ်ကောင်စီကိုနိုင်ငံတကာကအတိမတ်ပြုတ်လာသလားမပြုတ်ဘူးလားဆိုတာကအခုဒီအခြေအနေတစ်ခုတည်ငြိမ်တဲ့အခြေအနေတစ်ခုရောက်သွားပြီဆိုလို့ရှင်တော့ပေါ်လွင်လာပါလိမ့်မယ်ကျမတို့တောက်လျှောက်အာပြောကြလို့တာကတော့ဒီဟာကိုအကြောင်းပြုပြီးတော့ဒါကြောင့်နိုင်ငံရေးအရာ အမျက်မထုတ်ဖို့လို့လိုတယ်ခုနရှေ့မှာ ရှည်ရင်းစွဲ ရှိနေတဲ့အပြည်သူလူထုရဲ့အဲသဘောထားတွေ aspiration တွေစိတ်ကောင်းစီပေါ်မှာထားနေတဲ့သဘောထားအမြင်တွေက သူ့ရဲ့အပြုအမူတွေမပြောင်းလဲပဲနဲ့အဲကျမတို့ဟိုနိုင်ငံတကာဘက်ကအပြောင်းလဲဖြစ်ပြီးတော့တရားဝင်မှုပေးလိုက်တာမျိုးအတိမတ်ပြုလိုက်တဲ့ဆက်ဆံရေးမျိုးကိုမဖြစ်ဖို့ လိုတယ်ဆိုတာကတော့ကျွန်မဒီမှာလက်ထပ်လောင်းပြီးတော့ပြောလိုတာဖြစ်ပါတယ်ခုနဘင်းစတက်အစည်းအဝေးကလည်းထိုးလီလကောင်းပါပဲဘင်းစတက်အစည်းအဝေးမတိုင်ခင်အဲစီကောင်းဆောင်ကိုဖိတ်ကြားမယ်လို့ကျမတို့သတင်းရရှိတာဖြစ်တဲ့အတွက်ကြောင့်မလို့26ရက်နေ့ရက်စွဲနဲ့ကျမတို့ဘင်းစတက်အဖွဲ့ဝင်နိုင်ငံအသီးသီးစီကိုကျမတို့ကန့်ကွက်ကန့်ကွက်ကြောင်းစာရေးသားပေးပို့ခဲ့တာရှိတယ်အထူးသဖြင့်ကျမတို့လက်ခံကျင်းပတဲ့အဲနိုင်ငံပေါ့နော်ကျမတို့အိန္ဒိယနိုင်ငံကိုလည်းကျမတို့မြစ်တာရက်ခံပန်ကြားခဲ့တာ ရှိပါတယ်ဒီအိမ်ကြီးချင်းနိုင်ငံအနေနဲ့လည်းပဲဒီအချိန်မှာဒီစစ်ကောင်စီကိုလက်ခံတွေ့ဆုံခြင်းအပြင်တရားမမှုပေးလိုက်တယ်လို့ဖြစ်မယ်တစ်ဖက်မှာလည်းပဲဒီစစ်ကောင်စီဟာအကြမ်းဖက်စစ်ကောင်ဆောင်ဟာရာဇဝတ်အဲရာဇဝတ်ကောင်အဖြစ်နေပေါ့နော်ဒီဒီတရားခဏအနေနဲ့ အဲဝရန်ထုတ်ခံထားတဲ့သူလည်းဖြစ်တယ်လို့သူ့လက်ကသွေးဆွနေတယ်လည်းဖြစ်တယ်။ဒါကြောင့်မို့လို့ဒီအဲအထူးသဖြင့်ပေါ့နော်အင်ဂျင်နိုင်ငံဖြစ်ရုံနဲ့မကဘူး။ကျမတို့ဒီလူခွန်ရေးကောင်စီရဲ့အလှည့်ကျအဖွဲ့ဝင်ပေါ့နော်။ဟိုနိုင်ငံတကာနိုင်ငံလည်းဖြစ်နေတယ်။ဒါလူခွန်ရေးကောင်စီရဲ့အဲအဖွဲ့ဝင်နိုင်ငံတကာနိုင်ငံအနေနဲ့အဲလိုက်ပါဆောင်ရွက်ရမယ်။အဲဒီပေါ့နော်ချင့်မှုတွေရှိတယ်။ အဲနှုတ်ဆန်တံမိုးတွေရှိတယ်ဒါတွေနဲ့လည်းစန့်ကျင်နေတာဖြစ်တဲ့အကြောင်းကိုတော့ကျမတို့ seriously ပေါ့နော်အကြောင်းကြားခဲ့တာရှိပါတယ်ပေါ့နော်တော်တော်လည်းပဲအဲဒါစေကောင်းဆောင်ကိုလက်ခံတွေးဆခဲ့တယ်အဲ့တော့အနောက်ဆက်တွဲဖြစ်ပေါ်လာမဲ့အခြေအနေတွေကတော့ဖိကြားတဲ့နိုင်ငံတွေလက်ခံတွေးဆနေတဲ့သူတွေရဲ့တာဝန်ပဲဖြစ်ပါလိမ့်မယ်လို့ကျေးဇူးတင်ပါတယ် ဟုတ်ဟုတ်ကဲ့ဝင်ခင်ဗျဆက်ဆက်မေးခွန်းလေးမေးခွန်းပြပါဟိုဒီခုလိုမျိုးပေါ့နော်ငလင်းကိုအကြောင်းပြုပြီးတော့ဒီနိုင်ငံရဲ့မြတ်ထုတ်နေတယ်လို့ပြောကြတယ်အဲ့ကျတော့ဒီဟာကဒီဟာနေတဆင့်ပေါ့နော်ဟိုဒီနှစ်ကုန်ပိုင်းမှာလည်းဒီစစ်ကောင်စီကဟိုဟိုယူကောက်ပွဲလုပ်မယ်လို့ပြောတယ်အဲ့ကျဒီလောက်ထိတက်လန်းသွားပြီးတော့နိုင်ငံရေးထွက်ပေါက်ရသွားမယ်လို့ယူဆပါသလားဒီပေါ်မှာဘာပြောချင်ပါလဲဗျဟုတ်ကဲ့ဒီငလင်းကြောင့်တော့သူနိုင်ငံရေးထွက်ပေါက် ရသွားမယ်လို့အကြမကြပြောဖို့လိုခက်ပါတယ်။ဘာဖြစ်လို့လဲဆိုတော့ဒါကတော့တစ်ဖက်သက်ပဲကြည်ပြီးပြောနေတာဖြစ်တာပေါ့။နောက်တစ်ဖက်မှာနိုင်ငံရေးဆိုတာတစ်စုံလုံးအနေနဲ့အဲကျမတို့ အဲကျမတို့ဒီဘက်ပေါ့နော် NUG အဲတိုင်းသားတော်လှန်ရေးလက်နက်ကိုင်အဖွဲ့အစည်းတွေညွေဦးတော်လှန်ရေးအင်အားစုတွေနောက်ပြီးတော့ပြည်သူလူထုပေါ့ရွေးကောက်ပွဲလို့ပြောမယ်ဆိုလို့ရှင်အဲရွေးကောက်ပွဲလို့ပြောမယ်ဆိုလို့ရှင်ခုနမဲဆန္ဒရှင်ပြည်သူလူထုကအရေးကြီးတယ်အခုမဲဆန္ဒရှင်ပြည်သူလူထုကိုဟလာအကြမ်းဖက်ဖိနှိပ်နေတဲ့စစ်စစ်အုပ်စုကလုံးမဲ့ရွေးကောက်ပွဲရဲ့တရားဝင်မှုနဲ့ credibility ကအများကြီးမေးခွန်းထုတ်เสียရှိတယ်ဒါကိုနိုင်ငံရေးထွက်ပေါက်အနေနဲ့ သူတို့သုံးဖို့စဉ်းစားကောင်းစဉ်းစားနိုင်တယ်ဒါပေမဲ့ဒါဟာဘလောက်လက်တွေ့ကျသလဲ realistic ဖြစ်သလဲဆိုတာကတော့အခုလာမဲ့လတွေအတွင်းမှာကျွန်တော်တို့စောင့်ကြည့်ကြဖို့လိုလိုတယ်ကျွန်တော်တို့ဘက်ကတော့အာရွေးကောက်ပွဲမတိုင်မီအစီအစဉ်တွေရောရွေးကောက်ပွဲအလွန်ကာလဖြစ်လာနိုင်ခြေရှိတဲ့ scenario တွေအတွက်ပါပေါ့เนาะကျွန်တော်တို့အစင်းသင့်ဖြစ်အောင်လို့ဟိုဒီ online အင်အားစုများနဲ့အဲစူးစီးပြီးတော့ပေါင်းစည်းပြီးတော့ရင်ဆိုင်ကြော်ဖြတ်သွားကြဖို့ရှိပါတယ် အဲအဲကျေးဇူးတင်ပါတယ်ပထမမေးခွန်းအနေနဲ့တော့အဲကျမတို့တွေအဲချိန်တော်တော်ကြာကြာကလေးကပေါ့နော်ဒီငလင်းမဖြစ်ခင်ကလေးကအဲကျမတို့ဒီလူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီတွေကို cross border ပေါ့နော်ဒီနေဆက်ဖြတ်ကျော်အကူအညီပေးရေးတွေကိုကျမတို့ advocate လုပ်နေခဲ့တာရှိပါတယ်ပေါ့နော်အခုဒီငလင်းဘေးဒဏ်အဲတင့်ပြီးတဲ့အခြေအနေမျိုးမှာကျမတို့စိုးမိုးထိန်းချုပ်ဒေသတွေကို ဒီအိန္ဒိယဘက်ကနေပြီးတော့ပေါ့နော် ကျမတို့လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီတွေရရှိနေတာရှိပါတယ်ရရှိခဲ့တာရှိတယ်အဲ့ဒါတွေကိုလည်းပဲကျမတို့အာဒီနေဆက်ဒေသမှာရှိတယ်ပေါ့နော်ဒီရက်ဖက်ဖွဲ့စည်းတွေနဲ့အဲပူပေါင်းပြီးတော့ကျမတို့တွေအဲ့တော့မြေပြင်မှာပေါ့နော် ကျမတို့အာမြေပြင်စုမုံထင်းချုပ်ဒေသတွေမှာဒီလူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီတွေကိုဟိုဖြန့်ဝေပေးနိုင်ဖို့ကျမတို့ပူးပေါင်းဆောင်ရွက်ခဲ့တာရှိပါတယ်အဲဆောင်ရွက်လက်စာတွေလည်းရှိနေပါတယ်ပေါ့နော်ဆိုတော့ ပမာဏအားဖြင့်တော့တနိုင်ငံလုံးတိုင်းတာနဲ့ရှင်းမယ်ဆိုရင်မပြောပါတော့ပဲကျွန်တော်တို့ဇူးမိုးထင်းချုပ်ဒေတာတွေကိုလည်းပဲအိန္ဒိယကနေပြီးတော့တဆင်ပေါ့နော်လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီတွေအဲရောက်ရှိနေပါတယ်ဆိုတာလေးပြန်လည်ပြီးတော့ဖြေကြလို့ပါတယ်အဲနောက်တစ်ခုကဒုတိယမေးခွန်းနော်ဒုတိယမေးခွန်းကတော့အမ်ဒီတရားဝင်မှုနဲ့ပတ်သက်လို့ပဲအမိတယ်လို့ကျွန်မနားလဲတယ်နော်ကျွန်တော်ပြန်ပြီးတော့ recall လုပ်ပေးမှာကိုဝီလျံမှာမှာဆိုလို့ဟုတ်တယ်ပါခင်ဗျာ အာအဓိကတော့ဘောနဒီစစ်ကောင်စီကဒီကြွားဘေးကိုကုတုံးလုပ်ပြီးတော့မှဒီနိုင်ငံတော်မှာ legitimacy ရအောင်ကြိုးပမ်းလာမှုကျွန်တော် energy အနေနဲ့ဘယ်လိုဖြစ်ချင်းကြောက်သွားသွားလို့ရှိလဲဆိုတဲ့အထားဖြစ်ပါတယ်။ဟုတ်ကဲ့ကျွန်တော်တို့ကတော့ဟိုဖြောင်းဖြောင်းမှန်မှန်နဲ့ပေါ့နော်ကိုလို့ရမယ့်အလို့နောက်ဒေါ်လာရဲ့ဘန်းတိုင်အပြည်သူလူထုလိုလားချက်တွေကိုအမြဲတမ်းမျက်နှာမူပြီးတော့ပေါ့နော်လှုပ်ရှားရှိတဲ့အလို့တွေကိုရှိသမျှအာဒီအရင်အမြင့်တွေနဲ့အဲကျွန်တော်တို့ ဟိုမဟာမိတ်ဒီနဲ့ပေါ့နော်ပူးပေါင်းပြီးတော့ strengthening ဖြစ်အောင်လုပ်ပြီးတော့ဟောတက်နိုင်သမျှကျော်လွှားသွားဖို့လို့ရှိတယ်။နောက်တရားဝင်မှုဆိုတာကလှုပ်ယူလို့ရတဲ့ကိစ္စလို့ကျွန်တော်တို့မမြင်ပါဘူး။တရားဝင်မှုဆိုတာအပြည်သူလူထုစီကလာတာဖြစ်တယ်ပေါ့နော်။နောက်တစ်ဖက်မှာလည်းပဲဒီနိုင်ငံတကာကဒီလိုထိတွေ့ဆက်ဆံလာတိုင်းလဲတရားဝင်မှုရတယ်လို့တော့ကျွန်တော်တို့ပြောလို့မရပါဘူးနိုင်ငံတကာကအခုလိုမျိုးပေါ့နော်တွစ်ဆုံမှုတွေမှာအခုကိုပဲဒီလူသားချင်းစာနာထောက်ထားမှုဆိုင်ရာအခုညီပေးတဲ့ အဲနိုင်ငံနေမှာကိုကပေါ့နော် position လေးရှိနေပြီဖြစ်ပါတယ်။ဒါစစ်ကောင်စီကိုတရားဝင်မှုမပေးတဲ့အနည်းလမ်းမျိုးနဲ့ဒါလည်းဒါလူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီတွေကိုပေးသွားဖို့လို့ဆိုတာကအခု event နေပြည်တော်သွားနေကြတဲ့အဲပေါ့နော်ဒီအဖွဲ့အစည်းတွေတက်တမန်နေမှာကိုကဒီ position ရှိထားပြီးသားဖြစ်ပါတယ်။ တစ်ဖက်မှာတော့ကျမတို့ပြည်သူလူထုအနေနဲ့ကတော့စိုးရင်ကြတာတွေရှိတယ်ဒီလိုထိတွေ့မှုကနေပြီးတော့တဆင့်ပေါ့နော်တဖြည်းဖြည်းခေါင်းဝင်ပို့ဆန့်ပေါ့လေအဲတရားဝင်မှုရသွားမှာကိုစိုးရင်မှုတွေလည်းရှိနေပါတယ်ဒါလည်းကျမတို့မှာလည်းအတူတူပါပဲပြည်သူလူထုရဲ့စိုးရင်မှုနဲ့ကျမတို့တွေရဲ့စိုးရင်မှုကအတူတူပါပဲဒါကြောင့်မို့လို့ဒီအပေါ်မှာအာဒီ ဒီအခုအညီတွေနဲ့လက်ရှိအခြေအနေကိုအကြောင်းပြုပြီးတော့ပေါ့နော်အာအလွဲသုံးစားမလုပ်မိအောင်လို့ကျမတို့က awareness raising တွေလုပ်နေရတယ်ခုန advocacy တွေနိုင်ငံတကာကိုလုပ်နေရတယ်တစ်ဖက်မှာလည်းပဲကျမတို့ကအကန့်ကွက်နေရုံမဟုတ်ဘဲねကျမတို့တွေဘာလုပ်နိုင် မလဲပေါ့နော်ကိုလုပ်နိုင်တဲ့အလုပ်တွေကိုလည်းပဲအချပြဖို့လိုလိုတယ်ရှေ့မှာရှိနေတဲ့နိုင်ငံရဲ့အနာဂတ်ဟာကျမတို့လက်ထဲမှာရှိတယ်ဒီနိုင်ငံရဲ့အနာဂတ်ကိုကျမတို့စဉ်းစားထားချက်တွေကတော့ဘာတွေရှိတယ်ဆိုတာကိုကျမတို့အာဒီတော်လိုင်းအင်အားစုတွေကြားထဲမှာပေါ့နော်ပုံ နိုင်ငံရေးရည်ချက်တွေပုံနိုင်ငံရေးလမ်းပြမြေပုံတွေအဲဒါတွေကိုရရှိအောင်လုပ်ဖို့လို့ပေါ့နော်ပူပေါင်းဆွေးနွေးပြီးတော့အချိန်နဲ့တပြေးညီဆောင်ရွက်သွားဖို့လို့လိုတယ်အဲ့ဒါကိုလည်းကျမတို့နိုင်ငံရေးရဆောင်ရွက်နေတာရှိပါတယ်ဆိုတော့ဟိုပြောကြလို့ပါတယ်အဲ့တော့တစ်ဖက်မှာ အာစိုးရင်စိတ်တွေနဲ့အတူဒီစိုးရင်စိတ်တွေရှိရှိမရှိရှိကျမတို့ဒီတော်လန်ရေးကစိတ်ကောင်းစီကိုအတိမတ်ပြဖို့မဟုတ်ဘူးမြန်မာပြည်မှာစစ်အာဏာရှင်စနစ်အပါဝင်ပေါ့နော်အာဏာရှင်စနစ်မှန်သမျှခြုံငင်းပြီးတော့တကယ့်နိုင်ငံတော်အသစ်ကိုစတင်ထူထောင်နိုင်မှုဖြစ်တယ်အခြေလန်းတစ်တွေစနိုင်မှုဖြစ်တယ်ပေါ့နော်ဆိုတော့ဒီခါကိုပဲကျမတို့ဥတည်ပြီးတော့ဆောင်ရွက်သွားမှာဖြစ်ပါတယ်ပေါ့နော်ကျေးဇူးတင်ပါတယ်ဟိုဒီထက်ပိုပြီးတော့ပေါ့နော်ထိထိရောက်ရောက်ဖြစ်ဖို့ခုနစိတ်ကောင်းစီကအာ အဲဒီနိုင်ငံတကာကဝင်လာတဲ့အခုအညီတွေကိုခုနပြောတဲ့ဒီလူသားချင်းစာနာထောက်ထားမှုဆိုင်ရာမှာမတုံးမဲနဲ့ပေါ့နော်စီရေးဘက်မှာဘလို့တုံးနိုင်တယ်လဲပေါ့နော်ဆိုတော့အဲ့ဒီမှာကျမတို့ဂေပေါက်တစ်ခုတော့ရှိတယ်ကျမတို့စိုးရင်စီရပေါ့နော်ဥပမာနိုင်ငံတကာဝင်လာတဲ့ aid တွေကအထူးသဖြင့်ဒီစစ်ကောင်စီက လိုအပ်နေတာကငွေမာလို့ပြောရမယ်ပေါ့နော် US ဒေါ်လာအဲဒီဒီဟာကိုလိုအပ်နေတာဖြစ်တယ်ပေါ့နော်ဆိုတော့အခုဟိုပဲဒီဘူဟိုဘန်ကနေပြီးတော့ကျမတို့သိရသလား ဒီလူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီတွေကိုဟိုပေးတဲ့အခါမှာပေါ့နော်ဒီငွေကြေးလက်ခံတဲ့အခါမှာဒီ exchange rate ပေါ့နော် exchange rate ကိုဘဟုဘဏ်ကနေပြီးတော့သတ်မှတ်ပြီးတော့သူတို့ကဒီ advantage ရအောင်ဒီနိုင်ငံသားငွေအပေါ်မှာပေါ့နော်အကျိုးအမြတ်ရအောင်လှုပ်သွားတာမျိုးလေးရှိပါတယ်ဆိုတော့အဲ့ဒါတွေကိုလည်းတတိထားဖို့လို့တော့လူမယ်လို့တော့ကျွန်မမြင်တယ်အဲ့ဒီဟာတွေကိုလည်းပဲခုနကျွန်မတို့ဒီနိုင်ငံတကာကပေါ့နော်ဒီအကူအညီပေးအဖွဲ့တွေ အဲနောက်ပြခါကျတော့ဒီအလှရှင်နိုင်ငံတွေနဲ့တွေ့လို့ရှိရင်ဒါကျမတို့ဟိုပြောဖြစ်ပါတယ်ဘောနော်ဒါလည်းအခုဒီမှာလည်းထပ်ပြီးတော့ highlight တော့လုပ်ချင်တယ်ခုနလူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီတွေဟာအာ ဘလို့မျိုး manipulate လုပ်ခံရခဲ့လုပ်ခဲ့ခံရလဲဆိုတော့ကိုအဝဲဖြစ်အောင်တို့ကိုကျွန်မပြန်ပြီးတော့ပြန်ကောက်ရလို့ရှိရင်အကျွန်တော်ဒီ newsletter ထဲမှာထုတ်ပြန်ခဲ့တာဖြစ်တယ်အခုဒီဒီတစ်ခေါက်လဲဒါကြောင့်မို့လို့ကျွန်တော်ကမြေပြင်မှာတခက်လိုအပ်နေတဲ့သူတွေစီကိုရောက်အောင်နိုင်ငံတကာကဟိုဘလို့ပြောမလဲဓာတ်ရိုက်ပေါ့နော်အလိုအဆုံဒေတာတွေကိုလွတ်လွတ်လပ်လပ်အမိခိုခင်းခင်းနဲ့ ဖြန့်ဝေနိုင်မှုလို့ကအရေးကြီးပါတယ်။ဒါမှသာလျှင်ခုနပြောတဲ့လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီပေးခေါင်းစဉ်နဲ့ဝင်ရောက်လာတဲ့ဒီဘန္နာရမုံငွေတွေကိုခုနပြောတဲ့စစ်တပ်ရဲ့လူသက်လက်နက်ပေါ့နော်လူသက်တဲ့နေရာမှာအပြည်သူလူထုကိုပြန်ဖိတိတ်တဲ့နေရာမှာစီရေးအရအသုံးမပြုနိုင်မှဖြစ်ပါတယ်လို့ဒီမှာဖြည့်ဆွတ်ပြီးတော့ဖြေကြားခြင်းပါတယ်ကျေးဇူးတင်ပါတယ်